ရန်နီဝမ်ရပါဝင်ပြီးတော့ AMOLED display လေးနဲ့ဖြစ်တဲ့ remake ရဲ့ဝက်သားဒီလေးနဲ့မိတ်ဆက်ပေးကြပါတယ်။ဖွင့်လိုက်ပြီဆိုတာနဲ့ Premiere ဆန်းဆန်းနိုင်တလုံးရဲ့အသွင်းကျိုးရဲ့ကိုကျွန်တော်တွေ့ရပါပါ။အသွင်းကျိုးဟာဆိုရင်လည်း magnetic နဲ့ဖြစ်တဲ့အတွက်ကျွန်တော်နောက်ဖက်လီမှာကပ်ပေးလိုက်ရုံပါပဲ။ display ကလည်း AMOLED display ဖြစ်တာကြောင့် color ရဆိုပြီးတော့နေအောင်နဲ့မှလည်းကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ဖုန်းနဲ့ရှိတ်ဆက်အသုံးပြုဖို့အတွက် application လေးလည်းရှိပါတယ်။ကျွန်တော်တို့က QR code လေးကိုနိုင်မှာပေါ်ပြီးရင်ကျွန်တော်တို့ကဖုန်းကနေပြီးတော့ QR လေးဖတ်လိုက်ပါမယ်။ အဲ့ဆိုရင်လင်းလေးကြလာပါလိမ့်မယ်အဲ့လင်းလေးကနေဝင်ပြီးတော့ကျွန်တော်ဒေါင်းပေးရပါမယ် iOS address ဆိုရင်ကျွန်တော် iOS address ဒေါင်းပြီးတော့ Android address ဆိုရင်တော့ Play Store ကနေဒေါင်းပေးရပါမယ်ခင်ဗျကျွန်တော်တို့က Play Store ကနေဒေါင်းပေးလိုက်ပါမယ်အဲ့ဒီ application ထဲမှာဆိုရင်တော့ကျမကြီးနဲ့ပတ်သက်တာတွေကိုကြည့်ရှုလို့ရမယ် support နဲ့ပတ်သက်တာတွေကိုကြည့်ရှုလို့ရပါမယ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ Smart Web ရဲ့ setting တွေကိုလည်းဒီထဲမှာချိန်လို့ရပါတယ် နိုင်ရိုးဖုန်းနဲ့ရှိပ်ပြီးတော့ဖုန်းပြောတာတွေဖုန်းခေါ်တာတွေ notification ကိုနိုင်ရကြည့်ရတွေအပြုလုပ်လို့ရပါတယ်။ screen လေးကိုဖိပြီးတော့လေကိုကြိုက်တဲ့နိုင်ပုံစံ slot screen လေးတွေရှင်းလို့ရပါတယ်။